တန်ဖိုးတင်ညစာအစီအစဉ်တီထောင်သူဒေါက်တာနန္တာဝင်းကို ပြည်သူ့ကော်မတီဆုရှင်အဖြစ်ကနေဖယ်ရှားခဲ့ပြီးတော့သူနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုပြည်သူ့ကော်မတီရဲ့အင်တာနက်ဆာမျက်နှာတွေဘက်ကနေဖြုတ်ချလိုက်ပြီလို့ပြည်သူ့ကော်မတီအသင်းကနိုဝင်ဘာလ၁ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်။လက်ရှိမှာစစ်ကောင်စီလက်အောက်ခံကျမကြီးဝင်းကြီးဌာနရဲ့ရန်ကုန်တိုင်းပြည်သူ့ကျမကြီးနဲ့ကုသရေးဦးစီးဌာနမှုအဖြစ်လောက်ကနေတဲ့ဒေါက်တာနန္တာဝင်းဟာသူ့ရဲ့လုတ်ပိုင်ခွင့်အာဏာကိုအသုံးပြုပြီးတော့ CDM မှာ ပါဝင်တဲ့ဆရာဝန်တွေသူနာပြုတ်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကိုပုဂ္ဂလိကဆေးရုံတွေမှာဝန်တန်းအဖြစ်မခန့်ကြဖို့ညွှန်ကြားခဲ့တာကြောင့်ပြည်သူ့ဂုံကြီးစုကိုမထိုက်တန်တော့ကြောင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒေါက်တာနန္ဒဝန်းဟာဆေးရနံပါတ်သူတွေကိုစိုက်ကားနဲ့ထမင်းဟင်းတွေရောက်ချပေးခဲ့တဲ့တံပိုးသည့်ညစာအစီအစဉ်ကိုဥဆောင်လုပ်ကင်ခဲ့တာကြောင့်2015ခုနှစ်မှာပြည်သူ့ဂုံကြီးစုချင်းမြင့်ခံခဲ့ရတာဖြစ်ပါတယ်။ပြည်သူ့ဂုံကြီးအသင်းရဲ့ စုရွေးချယ်ရေးဆိုင်ရာမူဝါဒတရားဖြစ်တဲ့နိုင်ငံသားများနဲ့လူပုံလောကအတွက်စံပြဖြစ်မှုဆိုတဲ့အရေးအချင်းနဲ့လုံးဝသွေးဖဲနေခဲ့ပြီဖြစ်တယ်လို့ပြည်သူ့ကောင်ကြီးအသင်းကပြောပါတယ်ပြည်သူ့ကောင်ကြီးအသင်းဟာအာဏာရှင်တို့ရဲ့ဖိနှိပ်မှုတွေအောက်ကခက်ခဲစွာရုန်းကန်ပြီးပြည်သူလူထုရဲ့အကျိုးကိုဥတီဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို ီးသူဂုံကြီးဆိုတဲ့စုနဲ့2010ခုနှစ်ကစတင်ပြီးတော့နှစ်စဉ်ဂုံပြူလာခဲ့တာဖြစ်ပါတယ်။ပြီးသူဂုံကြီးစုကိုဒေါ်အောင်ဆန်းစုကြည်နိုင်ရေးကွန်ကြီးမှုအသင်းဥက္ကဋ္ဌဦးကျော်သူပန်းရလအဖွဲ့ကဦးရဲလွယ်ဘဂဒအကြောင်းသားကောင်းဆောင်မဖြူဖြူအောင်စိုင်းဆရာမတမ်းမြင့်အောင်တမ်မကြီးဦးကျော်မိုးထွန်းတို့ရရှိကြကြပူပါတယ်။